ဟယ်လိုအားလုံးမင်္ဂလာပါ Good Day Football Channel ကနေအားလုံးကိုပြန်လည်ကြိုတော်လိုက်ပါတယ်ခင်ဗျာဒါတော့ကျွန်တော်ဒုတိယဗီဒီယိုဖြစ်ပါတယ်ကျွန်တော်ပထမဗီဒီယိုကတော့ဒါပွဲတွေသုံးပွဲစလုံးကိုကျွန်တော်ဒါအသေးစိတ်လေးဒါတန်နိုင်နေများလေးပြပြပေးထားတယ်ဒီဗီဒီယိုကတော့ကျွန်တော်အကြိုက်လုံးထိုးခွက်နှစ်ခွက်ကိုရွေးချယ်ပေးသွားမယ်ဗီဒီယိုဖြစ်ပါတယ်ဒီဗီဒီယိုကျွန်တော်တက်တော့မှာအရင်တင်မှာဖြစ်ပါတယ်တက်တော့ပြီးမှကျွန်တော် ဒိတ်ရန် channel viber channel မှာကျွန်တော်ပို့ပေးသွားပါမယ်ပြီးလို့ကျွန်တော် youtube short မှာကျွန်တော်တော့တင်ပေးမယ်ပေါ့နော်အဲ့တော့ tiktok မှာကျွန်တော်တင်မှာဆိုတော့အရင်ကြီးတော့အရှိကြီးတော့မပြောတော့ပေါ့နော်အဲ့ဒီနေ့ကတော့ကျွန်တော်တို့ဒါလူတိုင်းအကြိုက်များမဲ့ real madrid နဲ့ကိုပေါင်းအပေါ်ပေါ့နော်ဒါကတော့လူတိုင်းတော်များများကြိုက်ဖို့ရခိုင်တို့များတယ်ဖွင့်ထားတဲ့ဂျီရဆိုရင်တော့ real madrid ရဲ့ body ဂျီတန်းကတော်တော်လေးကိုနှုတ်ပါတယ်တကိုးတွင်းတော့အပြည့်နီးပါးပျော်ရွှင်ခွင့်ရမယ်ဂျီတန်းမျိုးဖွင့်ထားပြီးရတုံလုံးပြည့်ရနဲ့ ပြား30လောက်စားခွင့်ရမယ်ကြည်တန်းမျိုးဖွင့်ထားတာဖြစ်တဲ့အတွက်ဒီကြည်တန်းတွေကတော့ကျွန်တော်တို့ဒါကြီးဖိန်ထားတယ်လို့ပဲကျွန်တော်မြင်ပါတယ်အာဆင်နယ်အနေနဲ့အာဒီဒါအနေနဲ့အင်စာကောင်းကောင်းလုပ်လာလိမ့်မယ်အာဆင်နယ်ရဲ့ခံစစ်ကြောင်းကိုကျွန်တော်ဒီနေ့စောင့်ကြည့်ရမယ်အာဆင်နယ်ခံစစ်ဒီနေ့ဘယ်လောက်ထိကျစ်လက်လဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ပွဲစဉ်ဖြစ်တယ်ပေါ့နော်အာဆင်နယ်ဒီနေ့မှာတာလီစင်မှုမကြိုးစားဘဲနဲ့ခံစစ်ကိုတေချာလေးပိတ်ဆို့ပြီးတော့ဒါ ပြင်ဆင်လာမယ်လို့ကျွန်တော်မြင်တယ်။သူတို့အနေနဲ့ဒါနှလုံးအထိရှုံးဝင့်ရှိတယ်။သူတို့ဒီရှုံးဝင့်ရှိပါတယ်။တောင်းလုံးရှုံးရင်တောင်မှသူတို့ဒီမရှုံးသေးဘူး။အချိန်မိုးဆက်သွားမယ်။ပနတီဆက်သွားမယ်ပေါ့နော်။အဲ့တော့ရီယယ်မက်ထရစ်အနေနဲ့ကတော့ဘင်းအောင်ဖောင်ဖြဲပုံစံမျိုးအိမ်ကွင်းဘာနီဗျူးမှာတိုက်လာဖို့ရခိုင်လို့များတယ်။သူတို့အနေနဲ့ပိတ်တဲ့ weight ကိုအသုံးချပြီးတော့ပိတ်တဲ့ဒီရဲ့ဒီတစ်ဖက်ကလားသမားတွေကိုဒါအပေးမှုဘယ်လိုပြောမလဲ။ အာပေးမှုအကျန်းဆုံးနဲ့ပေါ့နော်အာပေးမှုအကျန်းဆုံးနဲ့တို့ဒီဒါတို့ရဲ့အတင်းကိုနိုင်ရရှိအောင်၁၂ယောက်မြောက်ကလာဓမ္မအဖြစ်ဒါဒီနေ့မှအသုံးတော်ခံပါလိမ့်မယ်အဲ့တော့ဒီနေ့ဘာနေပြူးမှာတော့ဂူမိုးကြီးရွာမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ကျွန်တော်ရှေ့မှာလဲကျွန်တော်ဗီဒီယိုမှာလဲပြောထားရတယ်ပေါ့နော်ဒါ ဟိုပထမအကြော့မှာ 3C 4D နဲ့ရှုံးပြီးတော့အင်ငွင်းကြားမှာဒူရီယာအကြော့မှာပြန်ပြီးတော့ကမ်ဖက်လာခဲ့တဲ့ဒါပွဲစဉ်တာတကားတွေလည်းများစွာရှိခဲ့ဘူးတယ်ပေါ့နော်အဲ့လိုပဲ Real Madrid နဲ့ဒီနေ့မှာဘာလို့ပြနိုင်မလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ပွဲ Ancelotti အနေနဲ့ game plan ကိုဘယ်လိုကောင်းကောင်းချထားမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ပွဲ Adida အနေနဲ့တပွဲကောင်း game plan ကိုဘယ်လိုပြင်ဆင်လာမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ပွဲနဲ့တပွဲဖြစ်ပါတယ်အဲ့တော့ဒီနေ့ရဲ့ကျွန်တော်ရဲ့အကြိုက်ဆုံးထိုးကွက်နှစ်ကွက်ကတော့ ဒါခြေတန်းကိုတော့ကျွန်တော်မကြိုက်ဘူးခြေတန်းကိုကျွန်တော်ဒုတိယနေရာပို့ထားတယ်အဲချန်ပီယံလီးလို့ပြင်းမြင်လိုက်တာနဲ့ရီယယ်မက်ထရစ်ဆိုတော့ကျွန်တော်တို့ကဒါအမိတ်ရကြတယ်ဘာကြောင့်လဲဆိုတော့ရီယယ်မက်ထရစ်ဒီချန်ပီယံလီးမှာ15ဂျိန်နဲ့အောင်မြင်မှုအများဆုံးအသင်းဖြစ်နေတယ်တို့တို့ဒီစပိန်လာလီဂါချန်ပီယံဖြစ်ဖို့ထက် ချန်ပီယံလိမှာချန်ပီယံဖြစ်ဖို့သူတို့ကပို့ပြီးတော့လူလာတဲ့အတင်းတင်းတော်ဝင် matrix အတင်းဖြစ်နေရပေါ့နော်ဒီအချက်ကပဲဒီနေ့ပွဲစဉ်မှာ real matrix ဘလို့ကစားလာမလဲဆိုတာကိုကျွန်တော်တို့ဘောလုံးပိတ်တဲ့ဒီညီကိုတွေကိုဒါစိတ်ဝင်စားမှုမြင့်တက်စေပါလိမ့်မယ်အဲ့တော့ဒီနေ့ကျွန်တော်ရဲ့အကြံဉာဏ်ထိုးရကတော့ Real Madrid body နဲ့ကိုပေါင်းအပေါ်ဖြစ်ပါတယ်။ဒါအကြိုက်တွေညီကိုတွေပါ like ဆော့ပါအကြိုက်မတူဘူးဆိုတော့ကိုကြိုက်ရပဲဆော့ပါကိုပေါင်းအောင်ကြိုက်ရင်ကိုပေါင်းအောင်ဆော့ပါ Arsenal ကြိုက် Arsenal ဆော့ပါပေါ့နော်။ဒီကတော့ Arsenal တက်မယ် Real Madrid တက်မယ်ဆိုတော့ကျွန်တော်မခံမနိုင်ဘူး။ဘာလို့လဲဆိုတော့ဘာမလို့ဖြစ်သွားနိုင်နေပေါ့နော်။ဒါပေမဲ့ကြီးအောင်နိုင်ကြီးအများဆုံးကတော့အာ Real Madrid အနေနဲ့ Arsenal ကိုတော့တလုံးအတာနှလုံးအတာလောက်နေတော့ပြန်ပြီးတော့လာနိုင်နိုင်လာနိုင်ကြီးများတဲ့အတွက်တလုံးအတာနဲ့နိုင်ရင်တော့မှကျွန်တော်တို့အပြည့်အနည်းပါပျော်ရွှင်ခြင်း ရှိမယ်။ဝမ်းသီးနဲ့ပွဲပြီးသွားရင်တော့မှကျွန်တော်တို့ဒီအကောက်ရှုံးပြားရှုံးဝင်းကျင်လောက်ပဲကျွန်တော်တို့ကဒါနင်းနာမှုရှိမယ်အနေထားမှာ2သီးဆိုရင်ကျွန်တော်တို့အကောက်ရှုံးမယ်3သီးသာဖြစ်ခဲ့မယ်ဆိုရင်ဒါ body အပြည့်ရမယ်ကိုပေါင်းပြား30လောက်စားရမယ်အနေထားပေါ့နော်။ဒီအချက်တွေကြောင့်ကျွန်တော် Real Madrid body နဲ့ကိုပေါင်းအပေါ်လေးကိုရွေးချယ်ပေးလိုက်ပါမယ်။အားလုံးကံကောင်းကြပါစေ။အဆုံးကြည့်ကြည့်ပေးကြတဲ့ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်နောက်နေ့မနက်ဖြန်ယူပါလိမှာကျွန်တော်ပြန်တွေ့ကြပါမယ်။တခင်းမန်ဘလိုပုံစံနဲ့ပွဲထွက်လာမလဲ။ အဲဒါကိုကျွန်တော်စောင့်ကြည့်ရပါမယ်เนาะအဲ့တော့မလဖန်ကျွန်တော်ပြန်တွေ့ကြပါမယ်အားလုံးမင်္ဂလာရှိတော့ညချမ်းလေးဖြစ်ကြပါသည်ခင်ဗျာအားလုံး good luck ပါခင်ဗျာ